ာတလောက်ရမှာရိုက်မှာရိုက်နိုင်ဦးဆိုတော့အဲ့လောက်ကြီးတော့အော်မမတို့ဘသူမှအနုပညာသမားတွေရင်ထဲမှာအဲ့လောက်ကြီးကြီးဘသူမှမနေကြအောင်ဒါလေးညှိပေးပါဦးမပန့်ရဲဒါလေးကဒီလောက်ကမမဒီလောက်ယူတယ်ဒီလောက်လေးတော့ညှိပေးပါအောင်ဆိုဘသူမဆိုအားလုံးပါလေအနုပညာသမားတွေစိတ်နုကားလိုက်ဆိုင်ရတာမထူးပါဘရောမှမကြိုက်ဘူးမိအဲ့ဒါသေးကြပါဆိုတော့မပန့်တော့မိတ်ကပ်ဖိုးတွေပေးရမယ်နော်မိတ်ကပ်ဖိုးတွေပေးရမယ်တော့လာတာကားကားစီဖိုးတွေရှိမယ်နော် ပြီးရင်မမတို့ဥမာဟိုဥမာဒါရန်ကုန်မှာဆိုရင်တော့တော်တယ်ဟိုနေမှာဆိုရင်ပိုးတောင်စိုးသေးတာဟိုဟာဝယ်စားဒီဟာဝယ်စားအာဟိုဟာလေးဝယ်လိုက်ဒီဟာလေးဝယ်လိုက်နေမမတို့တော့ကမကြံဘူးသိကြတယ်မဒေါ်မိမိကျင်ပေါ့ဒေါ်မိမိပေါ့အဲအဲ့ကာရိုက်တာလေးပေါ့အဲအကုံလုံးနဲ့အကုံလုံးကိုထိန်းရမှာမမအကုံလုံးနဲ့စုံမှာမစုံတဲ့လူတယောက်မှမရှိဘူး စီမောင်းတရားကျော်။ဟောဘာပန်တော့အဓိကတော့ဒါဒီဇကားလေးပေါ့နော်ချမ်းမြေစီချောင်းပေါ့ဒီချမ်းမြေစီချောင်းဆိုတော့စာသားလေးကပဲတကယ်ကိုအာအေဂျင့်နဲ့အဲ့လိုအေဂျင့်အောင်လဲဒါမိသားစုတွေရဲ့အာဘယ်လိုပုံလဲမိသားစုတွေအတွက်ပေါ့နော်အာအေဂျင့်ဆုံးဖြစ်အောင်မမစူးစမ်းရမယ့်သဘောမျိုးလေးပေါ့အခုနညီမလေးမေးတော့ဘယ်သူနဲ့ဆုံမှာလဲအခုလုံးနဲ့ဆုံမှာတယောက်မကြံဆုံပါကဲအာပြီးရောဆိုတော့မပန် ပထမတော့ကတော့ဒါမမရဲ့ဟိုဟာအရှိမသူတို့ငှားထားတယ်အမတယောက်ရှိတယ်အဲဘာဖြစ်လို့လဲတော့မသိဘူးเนาะမမဟိုအာဒါချိန်တာအရန်ကတ်တယ်အရန်ကတ်တဲ့ခါကျတော့မမလည်းတော်တော်လေးတော့စဉ်းစားရတာပေါ့เนาะစဉ်းစားရတယ်ကိုလုံနိုင်မှမလားပေါ့เนาะနောက်တစ်ခုကမမဟိုဟာဘာလဲကျွန်မချစ်သူသူ့ယောက်ျားအဲအဲ့အဲ့ဇလန်းတွဲလေးလည်းရှိနေတဲ့ခါကျတော့မမနည်းနည်း ရာများအမှာပေါ့နော်ဒါမြင်နောက်ပြီးတော့ character လုံးဝမကြည့်ဘူးဟိုဘက်မှာကြတော့အဲ့လိုဟိုနည်းစင်းရဲတယ်အဲ့လိုရက်ွက်ထဲကအဲ့လိုပုံစံမျိုးလေးပေါ့ဒီမှာကြတော့တကယ်တထေးမာကြီးတကယ်တထေးမာကြီးအိုးငါပြောကောင်းတယ်ဆိုတော့ဟိုဘက်ဒီဘက်ပြေးရဖို့အတွက်ကိုကူးဖို့အတွက်ကိုလည်းမပန်အဲ့လိုသူတို့အဲ့လိုလေဟိုအဲ့ကြမလားဒီမှာမနေ့ပိုင်းရိုက်ဟိုဘက်နဲ့နေမရမဖြစ်ဘူးအဲ့လောက်ကြီးကြီးအယူမထားကြတော့ အရင်ပြင်မမ်းမဲ့အလုပ်မလုပ်ချင်တော့ဘူးကျွန်တော်ကရက်တည်းအရင်ဆုံးကျွန်မအရင်ညှိလိုက်တယ်အညှိလိုက်တော့အဆင်ပြေတော့မှမမဒါလေးကိုလက်ခံမှာဒီဘက်ကဟိုဘက်ကပြေးရမှာဖြစ်တဲ့အတွက်ကြောင့်လို့အဓိကမောင်လေးပြောသလိုပဲအင်ကြီးဝယ်စာကိုဟာကိုဝယ်ကိုဟာကိုစီစဉ်တော့ဘယ်လုံးမှမဖြစ်နိုင်ဘူးအဲ့တော့ပြုံးဖို့ပြောတယ်ညီမလေးဒီ stylist ရှိရဆိုလို့ရှိရင်အမပန်ကိုသူတို့အပ်ပေးလို့ဆိုတော့အသူတို့အပ်ပေးတယ်ပေါ့သူတို့တာဝန်ယူပေးတယ်ပေါ့ယူပေးတဲ့ခါကျတော့ဥမာမမအိမ်မှာ အာရှိခဲ့အခုအခုဆိုရင်မနေ့ကမမကားရိုက်လက်ခံပြီးတာနဲ့ stylist ကအိမ်လာတယ်။မမမှာရှိတဲ့အိမ်ကြီးတွေအကုန်လုံးဆွဲထုတ်အဲအဲ့လိုပေါ့ဝေးလို့ရမယ့်ဟာတွေပေါ့နော်။အဲ့ဒါလေးတွေတော့လုတ်ပြီးသွားပြီ။ဒါပေမဲ့နည်းနည်းလိုတဲ့ဟာတွေဒါသူတို့ stylist တွေထပ်ဝယ်ရမယ့်ဟာတွေရှိတယ်။အဓိကတော့မောင်လေးပြောသလိုမျိုးအိမ်ကြီးအဝယ်အစားစီစဉ်ရမှာဥပမာဘယ်စီးမှာစီးနေရဲများတဲ့အတွက်ဘယ်စီးမှာဘာဘယ်စီးကစီးအဆက်ပါညာတော့မမမမှတ်ချင်ဘူးလို့ဒီ stylist ကပဲတာဝန်ယူပေးပါဆိုတော့သူတို့မမအတွက်နည်းနည်းဝင်ပေါ့သွားတာပေါ့။ နောက်တစ်ခုကမမကစဉ်းစားတာအာတထေးမကြီးဖြစ်တဲ့အတွက်ကြောင့်မလို့မမဥမာရွှေမင်းညီနောင်ပေါ့ရွှေမင်းညီနောင်ကလက်ဝတ်ရံနာတွေကိုမမအာကိုအောင်တို့ကိုကူညီတောင်းမယ်ပေါ့ဒါအကိုတို့တော့မပြောရသေးဘူးပေါ့ဒါပေမဲ့ ID ရွှေမင်းညီနောင်ကလက်ဝတ်ရံနာလေးတွေနဲ့သူသူတင့်တင့်နဲ့အခန်းမှာတင့်တင့်တလို့ဝေးရအောင်တော့မမသူတို့ဟိုပေါ့ support ပေးခိုင်းမယ်ပေါ့အဲသိရမလားကို့ကိုဆင်ပေးပါပေါ့နော်အမမထင်တယ်အစ်စ်တွေဝတ်မှာပဲကောင်းပါလေကောင်းပါလေတိလားသူက အလုံးဝတထေးမာကြီးတထေးမာကြီးမာဒီသား၃ယောက်ကိုရောချွေးမ၃ယောက်ကိုရောအယောက်ချားရောနောက်ဥမာချွေးမတွေရဲ့အဖေလာကိုမင်းဦးလာအကိုနဲ့ရောအကုန်လုံးတောက်ဆောက်မမသွားမကြိုက်ပါဘူးအဲ့ဒါမေးစရာကိုမလိုဘူးမကြိုက်တယ်ဟာရမ်းမြန်တယ်နော်ဖြေလာကြိုက်မကြိုက်ဘရောမမကြိုက်ဘူးမိအဲ့ဒါသေးကြပါဆိုမဖန်တော့မိတ်ကပ်ဖိုးတွေပေးရမယ်နော်မိတ်ကပ်ဖိုးတွေပေးရမယ်ပြီးရင်ပေါ်လာတာကကားစီဖိုးတွေရှိမယ်နော် ပြီးရင်မမတို့ဥမာဟိုဥမာလာရန်ကုန်မှာဆိုရင်တော့တော်တယ်ဟိုနေမှာဆိုရင်ပူရောင်စူးသေးတာဟိုဟာဝယ်စားဒီဟာဝယ်စားအဟိုဟာလေးဝယ်လိုက်ဒီဟာလေးဝယ်လိုက်နေမမတို့တော့ကမကြံဘူးသိကြတယ်ဒါကမမမပန့်တို့ခုနပြောသလိုပေါ့မမိသားစုလိုမိကက်သမောင်းကိုရောအကူနားနေတဲ့လူတွေရောအကုန်လုံးရောမိသားစုလိုမျိုးစိတ်မျိုးရှိမှပဲဒီအနုပညာလောကရန်လို့ရမမတို့ဥမာမမတို့ထိတ်ဆုံးအောင်အဲကျမကကျွန်တော်ရမှာရိုက်မှာရိုက်နိုင်ဘူးဆိုတော့အဲ့လောက်ကြီးတော့အော် မတို့ဘယ်သူမှအနုပညာသမားတွေရင်ထဲမှာအဲ့လောက်ကြီးကြီးဘယ်သူမှမနေကြဘူးဒါလေးညှိပေးပါဦးမပန့်ရဲဒါလေးကဒီလောက်ကမမဒီလောက်ယူတယ်ဒီလောက်လေးတော့ညှိပေးပါအောင်ဆိုဘယ်သူမှဆိုအားလုံးကလေအနုပညာသမားတွေစိတ်နုကားတိုင်းဆိုက်ရတာမထူးပါဘူးတင်ကြီးနေဒါမဲ့မပန့်တို့ဥမာပါလေဥမာမပန့်တို့ဆိုလဲဥမာကားရိုက်တယ်ဗျာကားရိုက်ပြီးလဲမဘိုးပေးချင်တာပဲသိလားဘာဆိုလဲမမတို့ဒါအားလုံးဝိုင်းဝန်းပြီးတော့အာမမတို့ဒီအနုပညာအလုပ်ဆိုတာတယောက်တည်းလုပ်လို့မရဘူး တော့ဘယ်လိုပဲဖြစ်ဖြစ်ဥမာဆက်ပွဲသားတွေရှိမယ်အကိုမမှုပေးချင်တဲ့ဥမာအတားညီအောင်မောင်နှမတွေရှိမယ်ပေးချင်သေးတာပဲပေးတာပဲသိရမှာဒါလည်းအလှူနည်းတစ်မျိုးပေါ့ကျွန်မတို့ဆိုတူရတာပုံများတယ်ပြောအခုမမကဒီဒီကက21ရက်နေ့ဆိုမမစဝင်ရမယ်အဲ21ရက်နေ့ကမပန်မွေးနေ့အာမွေးနေ့မှာမပန်ကားရရမယ်ယောက်ျားမလက်ကမေးတယ်အဲသွားကန်နေကိုမိမတဲ့21ရက်နေ့ကိုဘာလုပ်ချင်လဲ အဲဘာပဲသွားခြင်းလဲဘာစားခြင်းလဲဘယ်သူတွေကိုကျွေးခြင်းလဲပြပြကားရရမှာနေပလိစီတော့ဘာမှမစီစဉ်နေတော့လို့မမေအားမမဟုတ်ဘူးလို့အကိုကတော့စိတ်မကောင်းပြန်နေမိမလေယောက်ျားလို့ဘာမှမပူငယ်မိမအဲ့21ရက်နေ့မွေးနေ့အတွက်တူဖို့လုပ်ပြီးပြီဘာပဲမဟာသမယတုတ်လေးလေဆိုအရင်တော့ကတော့လက်ကန်းလေးပေါ့နော်လက်တဝါးစာလောက်ကလေးပေါ့မပန်အဲ့လိုခောက်လိုက်လို့ရှိရင်လက်တဝါးစာလောက်ကလေးမဟာသမယတုတ်လေးပေါ့ဆိုမမအခုဆိုလို့ရှိရင်စိုက်ကြီးလိုက်တယ် အဲစိုက်ကြည့်လိုက်တယ်အဲလေးလမလေးလမကျော်ငါးလက်မပေါ့ဒီလောက်လောက်သွားမှာပေါ့လောက်လောက်ဟာလေးမမအခုမွေးနေမှာမတထောင်ရိုက်တာအဲ့ဟာလေးရှင်မယ်အာဒီကားလေးကမပန်တော့ဒါအာမောင်နေညီမတွေအများကြီးပါတယ်ဟိုမှာမင်းသား၃ယောက်မင်းသမီး၃ယောက်အဲ၃ယောက်မကောက်၄ယောက်အာအများကြီးပဲ၄ယောက်မကောက်ဘူးနောက်မအေးဒီယာတို့ဟိုမှာဟိုဟာဟိုပါပေါ့မအင်ဂျာဗျူတို့အများကြီးပဲဒီမှာပါတာလေ အဒီမှာပါတာအများကြီးပဲဆိုတော့လေမပန်တို့အာဟိုဘယ်လိုခေါ်မလဲဆိုတော့အာမမကတော့မသားတွေကိုထိမ့်မယ်တမီးတွေကိုထိမ့်မယ်အဲယောက်ျားကိုယောက်ျားကကြတော့သူကတရားသမားပေါ့အာမမဒီဇက်ကလေးတီးရသလောက်ကတော့ဒါရှင်မရဲ့ဝိတ္ထုအရန်ကောင်းသောဝိတ္ထုလေးတော့မကြည့်ဘူးရှင်ကလည်းအလွန်တော်တော်ဒါထားလိုက်တာဆိုမမတို့ကတော့အကောင်းဆုံးဖြစ်အောင်စူးစမ်းပေးရမှာမမတို့တာဝန်ပေါ့ဆိုမမကိုဥတီပြောသလိုပေါ့ဥမောင်တီမမကိုဆုံးမသလိုပေါ့ အခိုက်ကြရင်မမအူတီကိုတခါပြောဘူးလေအမ်အိုက်တင်ကောင်းတာမကောင်းတာလို့ဒါကြနဲ့ဆိုင်တာပေါ့နော်လို့ရှိဖို့လို့အဲ तू ကတင်ပေးရမှာလေလို့ဥမာဒီအိုက်တင်မဟုတ်သေးဘူးဒီအိုက်တင်ကောင်းတယ်ဒါထပ်လုပ်အောင်ဆိုတာ तू တင်ရမှာပေါ့လို့ရှိဖို့ကမမဘူးတခွမဲ့ပြောတယ်အိုက်တင်ကောင်းခြင်းမကောင်းခြင်းကဒါတာနဲ့မဆိုင်ဘူးလေတဲ့မမတို့ဒါဥမာပေါ့အတကြီးနေ့ကို professional တယောက်အနေနဲ့ငှားပြီဆိုနေ့မှာပဲတောင်းရင်ရှိတာနေလောက်ရမှာလေဘာတိုင်းတောင်လွှဲချနေတာလေ ဆရာဆူလာခံလိုက်ရအဲ့စကားလေးရတာမမ Facebook မှာလည်းတင်ထားဘူးတယ်ပေါ့နော်ဆရာစကားလေးမမစဉ်းစားမိသွားတာပေါ့ဩငါစူးစမ်းရမှာငါလောက်ရမှာအခု item မနေရင်ဒါဒါတာတက်မှတ်ပြီးမှာလေဆိုအဲ့စကားလေးအတိုင်းမမအာဒီချမ်းမြေ့စီအကြောင်းမှာတော်မီမီတင်နေလေအကောင်းဆုံးဖြစ်အောင်စူးစမ်းပေးပါမယ်ဟုတ်